ပြီးတော့ပတ်စားရတဲ့အတွက်ဝန်တော့ဝင်ဖြစ်မဲ့အရာတွေငါခုကမလုပ်နိုင်ဘူးပြ။ပေါက်တူးကန်ပြီးရမယ်ကိုကျွေးဝင်ကတူပဲတော့အဲ့လိုပဲပြော။အဲ့ဒီတော့အောင်ဘူအောင်အဲ့အဲ့ဘူအောင်အဲ့မှာဆင်းမကုပဲနဲ့ကိုဆင်းကမပူပဲနဲ့ဆင်းနှလုံးထိုးရတယ်နောက်တောင်းနေသေးွား။အင်းသူစိတ်ကယောက်ျားစိတ်မရှိဘူးတဲ့ကျွန်တော်ကျောစိတ်တွေကအချောက်လာမသိဘူးအဲသူအချောက်စိတ်ပေါက်တယ်ကျွန်တော်ကစိတ်ကုန်အဲသူခေါ်ရကျွန်တော်ကြောက်လို့မဟုတ်လေချောက်လာလို့ပြောဘာလုပ်ခဲ့သေးဘာလုပ်ခဲ့သေးတော့ ဘာမလို့ဟိုကဒီကလောက်မြန်ဒါပေမဲ့ဒီလိုသူတို့ရောက်มาတယ်ပြည်သူဆက်ပြီးတက်ဖြတ်နေတော့ကျွန်တော်တို့ကဒီတိုင်းရောက်ကြည့်နေလို့မရဘူးကျွန်တော်တို့ဆက်အလိုလိုသူတို့အပေါင်းကန်ကြီးဆက်ဆက်သူတို့ရောက်มาနေတယ်ကျွန်တော်တို့ကတိုက်ထုတ်ပါပဲအဲဒါကြောင့်ကျွန်တော်တို့တန်တမာဒီနေရာမှာအလိုသွားလို့လေကျွန်တော်တို့အတွက်ကျွန်တော်တို့ဘဝတဲ့ဘာမှအကျုပ်ပြမရှိဘူးကျွန်တော်တို့ပြည်သူတဲ့ကျွန်တော်တို့အသက်သေးသေးပါပဲကျွန်တော်တို့သူတို့ပြန်တိုက်မှာပါအလုံးမင်္ဂလာပါ ဒီနေ့ကတော့ကျွန်တော်ဟောပေါ့အဲပုံမှန်သတင်းနေဆိုရတဲ့ပေါ့နော်ပုံမှန်သတင်းနေတင်ဆက်နေတာဆိုရတဲ့အဲကျွန်တော်တို့ဒါကဟောပေါ့တော်လန်ရေးကိုအစကတည်းကလုတ်ခဲ့တာမဟုတ်ဘဲနဲ့စစ်ကောင်စီရဲ့ရုံးမှမှုကြောင့်တချို့တွေကတော်လန်ဘက်ကိုရောက်လာတယ်ဆိုတော့အကြောင်းချင်းရည်လည်းအများကြီးရှိတယ်ပေါ့နော်အဲပရမဘေးမှာတော့စိတ်ထဲရမကြိုက်ဘူးဒါဒီ စစ်ကောင်စီကိုပထမပိုင်းမှာတော့ဝစီကန်နဲ့တော်လှန်ခဲ့တယ်ပေါ့ဒါကျွန်တော်မနောကန်နဲ့တော်လှန်ခဲ့တယ်ဒါပေမဲ့ဝစီကန်နဲ့မနောကန်နဲ့တော်လှန်ရင်းနဲ့ကျွန်တော်နောက်နောက်ဆုံးကြတော့ကျွန်တော်ဒါကာယကံနဲ့တော်လှန်တဲ့အထဲထဲမှာသူကပါသွားတဲ့အခြေအနေမျိုးကိုရောက်လာတာကဘယ်သူလဲလို့ဆိုတော့ဒါကျွန်တော်တို့အဲဒါပြည်သူစေပေါ့နော်ပတ်စစစ်မှုရပတ်စင်ဘလောက်ပတ်စင်၁၂ပါပတ်စင်၁၂ဟုတ်ကဲ့ပတ်စင်၁၂အဲ၁၂က စနစ်တဲ့ကိုအပတ်စဉ်စနစ်တဲ့ကိုကိုယ်တိုင်ကိုကြစိတ်ပါလို့ဝင်လာလားမဟုတ်ပါဘူးသူတို့ပေါ်တာဆွဲရင်းနဲ့ကျွန်တော်ပတ်လာဟုတ်ဇာတိရောပဲကျွန်တော် ARV dance ဘုကလေးမြို့နယ်ဟုတ်ဘုကလေးမြို့နယ်အဲ့တော့ပရမတ်တုံးစားပြီးတော့မှစစ်တပ်တဲ့ကိုဘယ်လိုမျိုးဝင်ရတာလဲဆိုတဲ့ဟာကိုခုနားထောင်နေတဲ့လူတွေသိအောင်လို့တစ်ချက်ပြောပြပေးပါလားပရမတ်ဘယ်လိုမှအစားတော့ကျွန်တော်မသိဘူးလေပေါ်တာဆွဲတော့သူတို့ဆွဲတဲ့အတိုင်းလင်းခေါ်ပြီးတော့ကျွန်တော်တို့ပတ်သွားတာပတ်သွားတဲ့အမှကျွန်တော်ဘေးနောင်စစ်ကြောရေးကိုရောက်သွားတာပေါ့စစ်ကြောရေး ရန်ကုန်ရှင်းရောင်စစ်ကြောရေးရောက်တာရောက်သွားချင်းနောက်တရက်နေ့ရက်ဆိုကျွန်တော်တို့ဟိုတက်ကြီးဂျူးပြူတင်တန်းကြောင်ပို့လိုက်တယ်တတကလေးအလေးမတက် sorry အဲ့ကိုပို့လိုက်တယ်အဲ့မှာကျွန်တော်တို့တင်တန်း3လကြာခဲ့တာပေါ့အချင်းမှာသူတို့ကောင်းတဲ့အကြောင်းတော့အကုန်လုံးပြောပြတာပေါ့ဒါပေမဲ့သူတို့စစ်တပ်ကဘလို့ဘလို့ကောင်းတယ်အဲ့လိုမျိုးပြောပြရချင်းပါကျွန်တော်တို့နောက်ပိုင်းကျတော့ဒီတင်တန်းပြီးဆုံးလို့မိုးမှန်တင်တန်းတက်မှဆိုကျွန်တော်တို့ဟိုပထမရန်ကုန်မှာပဲတာဝန်ကျမယ်လို့ပြောတယ်နောက်တော့ကျွန်တော်တို့ဟို ဘိတ်ဘိတ်ပေါ့ဘိတ်မျိုးဘယ်လောက်ဘိတ်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကလိုက်သွားပြန်လိုက်သွားတဲ့အမှရရရကျွန်တော်တို့မိုးအံတင်တဲ့နှစ်ပတ်လောက်တဲ့ပြီးတင်ရင်းနဲ့မရောင်းအရှိကိုတန်းပို့လိုက်တာအရှိကိုတန်းပို့ရတယ်မထူးတော့ကျွန်တော်တို့အပြေအချင်းချင်းပြေးဖို့ကြိုးစားတယ်ဘလို့မှမဖြစ်နိုင်ဘူးပြေးတယ်ကျွန်တော်ပြေးတယ်မလို့မိနေလူလူတားသူကရိုက်နေပြီးအချိုးရထည့်ပြီးအဲ့လိုမျိုးဖြစ်တယ်ရှိရပေါ့အဲကျွန်တော်တို့ရှည်တန်းလေးရောက်သွားရှည်တန်းလေးရောက်ရောက်ပြီးတော့ကျွန်တော်အနည်းဆုံးကျွန်တော်ကတိုင်းတိုင်းဖြစ်ရတယ်ကျွန်တော် ိုင်းမှာခေါ်ထားသူဘေးမှာသူတဲ့စကပြန်ပြန်ပေးရမယ်ဒီအဲ့အဲကရင်ချင်းစကပြန်ပြန်ပေးရမယ်အဲ့အဲ့နှမျိုးပြောတော့ကျော်နဲ့နေရတာပေါ့နောက်တည်းကျတော့ကျွန်တော်ကကြားတော့ပြည်သူတွေတက်ဖြတ်နေတဲ့ဆင်တော့ကျွန်တော်ကပြောတော့ကကျွန်တော်လူမျိုးကကျွန်တော်မတက်နိုင်ဘူးပြည်သူတွေကကျွန်တော်မပြည့်နိုင်ဘူးဆိုရင်အဲ့နှမျိုးပြောရမလားဆိုပြီးနောက်နေ့ကျွန်တော်တို့ကိုလက်နဲ့အောင်တင်းပလိုက်တယ်အနမဲဖြစ်သွားတာပေါ့အနမဲဖြစ်သွားတာဒီဘက်တော့အကြလောက်ဆိုပြီးကျွန်တော်ဘူကြီးဟိုဘူကြီးဖက်ကရင်ပို့လိုက်တယ်ဘူကြီးတက်စိတ်ပဲပို့လိုက်ပြီးတော့ ကျွန်တော်ပြန်ကကျွန်တော်မပြန်ဘူးသူပြန်လက်နဲ့မဲ့ပေါ့အဲ့လိုမျိုးအဲ့လိုမိုင်းနေပိုင်းခွဲသူတို့သူတို့အတွက်တော့ပြောမလို့ဆိုအသင်္ကန်အသင်္ကန်တယောက်လိုတက်ပြီးမိုင်းရှင်းနေပုံစံဖြစ်နေမျိုးရဲ့အဲ့လိုမျိုးဖြစ်တာပေါ့ကျွန်တော်တို့စားအတော့လက်ဆင်းပြီးအမအဲ့မှာတောင်းတကောကနေရောကျွန်တော်တင်ငင်ချင်းအောင်ဖို့ရမယ်နေမကောင်းတော့ဆင်းကမပြမင်းတို့ရဲ့မင်းတို့ပါစားရဲ့တွေရဝန်တို့ဝင်ဖြစ်မြအရာတွေငါကမလုပ်နိုင်ဘူးပေါ့တူးကန်ပြီးရမယ်ကိုကျွေးဝင်ကတူးလိုက်တော့အဲ့လိုပဲပြောအဲ့နေတော့အောင်ဖို့အောင်အဲ့ เออบัวอ๋อแม่ซินไม่กุบะเนี่ยกูซินกันไม่ปุบะเนี่ยซินะลงทั่วแล้วนอกตอกนี่ตีว่ะอืมตีว่ะจังรู้เลยไม่เปียวไม่เปียวอ่ะจังเราแลไอ้มานี่တော့အမှန်နေရောရေထဲမှာကျွန်တော်တို့အိတ်ရရတော့ခနာကူကဘလုံးမလို့ချမ်းတာလူကိုယ်တန်းကလေဖြတ်တယ်လို့ဖြစ်တော့ကျွန်တော်ဆေးသွားတောင်းတော့မြေဆေးတော့သူရှိတဲ့ဆေးနဲ့မင်းတို့ပေးမယ်ပြမပြဘူးဆိုရင်ပေါက်ထုကန်ပြီးတော့ကျွန်တော်တူရတော့အဲကိုတင်ရုပ်ပုံများမင်းတို့ပတ်စားရတဲ့အတွက်ငါတို့ကဟိုဝန်တုံးကိုဖြစ်ပြန်ရရင်မလုပ်ဘူးပြ အချိန်ကနေပို့လို့လဲအဝေးပဲတဲ့နောက်နေ့ကျတော့သူတို့တန်နေပဲတယောက်ထိတဲ့ထိကလက်ထိတဲ့အရာတသေးလေးကိုသူတို့အချိန်ကတန်းပို့ရတယ်ကျွန်တော်တို့ပတ်စားရကြတာအဲ့လိုမျိုးမပို့ဘူးအဲ့လိုမျိုးသူအဲ့လိုမျိုးနောက်ပိုင်းကျွန်တော်တို့ကျွန်တော်တို့ချင်းချင်းတာတခုကမင်းတို့ထွက်ပြေးလို့ရှိရင်ဒီကံယူတဲ့ကမင်းတို့တက်တက်ပြက်မယ်လေလီးပြီးတက်ပြက်မယ်မင်းတို့ပြေးလည်းမလိုဘူးရဲ့အဲအဲ့လိုမျိုးနောက်တော့ကျွန်တော်တို့ကတွေးတော့ကြောက်တော့မပြေးတော့ဘူးပေါ့မပြေးလည်းမပြေးတော့နောက်ပိုင်းကျကြာလာရတော့မဖြစ်နိုင်တော့ဘူးဆိုတော့သူတို့ ကိုတေရတဲ့ထားတယ်သူတို့ကကျွန်တော်တို့သိဆိုင်ကောင်လိုပဲခွေးတကောင်လိုပဲကျွန်တော်တို့ဆက်ဆံစားရင်နဲ့စားလို့လည်းမရအိတ်ချင်နဲ့အိတ်ချင်မရှိဘူးကင်းုံချင်နဲ့အိတ်ချင်မရှိဆောင်းတယ်တက်တခါသေးသူတနက်အစုပ်ယူထိုင်းပြီးတော့ကျွန်တော်အဲ့ဖူတီကန်ရတဲ့တနက်ကြီးစုပ်ထိုင်းပြီးတော့အဲ့ကျွန်တော်တို့ကြည်ကြဲလည်းမှာကျွန်တော်အဲ့နေတော့ကြည်ကြဲလည်းမှာကျွန်တော်ဝတ်နေရလက်နဲ့မပါမနဲ့သူတို့ပဲခဲ့နံပါတ်မထူးတော့ဘူးဆိုတော့ကျွန်တော်တို့ငွေ၄ရောက်ဒီရအဲ့မှာတိုင်ပြီးတော့ကျွန်တော်တို့ထွက်ပြေးတာပါကျွန်တော်တို့ရေမကူတဲ့ဘူးအဲ့ချောင်းပဲရေမနေရောက်ဘူးကဘယ်လိုပဲရောက်သွားလဲမသိအဲ့ကျွန်တော်တို့ထွက်ပြေးမှာ သူတို့ပြောသလိုပဲထွက်ပြေးတည်ရမယ်စေတည်လဲတည်ပြီးစီတော့ရှင်းတယ်အဲကျွန်တော်တို့နောက်ပိုင်းကျတော့ထွက်ပြေးလို့မြင်တော့ KYU ဖွဲ့ကကျွန်တော်တို့ကြုံဆိုတာပေါ့အဲ့မှာကျွန်တော်တို့စိတ်ချမ်းသာရင်တော်တော်ဖြစ်တာပေါ့အခုကျွန်တော်တို့သူတို့ပဲသူတို့ရှိ KYU ပဲရရောရရောကျွန်တော်တို့သူတားသမီးတယောက်လို့ဟောအွန်းနွေထွေးတဲ့ဆက်ဆံအဆက်ဆံဟောအခုလဲကျွန်တော်တို့စာဖို့တာဝန်နေဖို့ထားမှုသုံးစေအကုန်လုံးလုပ်ပေးတယ်ကျွန်တော်တို့လည်းရုံချီနဲ့လက်နဲ့လည်းပြီးကန်တယ်အဲအဲ့လိုမျိုးကျွန်တော်တို့စေရတန်းချီစိတ်ရှိတာရှိတက်စီမရှိဘူးလို့သူကတူးလုံးချုံနေရာမှာထားမယ် ။ဘာဖြစ်အလုပ်လုပ်ချင်တယ်သူတို့အကုန်လုံးပြေးမယ်ဆိုပြန်။ဒါကကျွန်တော်တို့စိတ်ကျွန်တော်တို့သဘောတမ်းဒီစိတ်ကောင်းစီဒီစိတ်ဆိုးရကျွန်တော်တို့မကြင်ကြတော့ကိုယ်နဲ့ဝင်တက်ရတာ။ဟောအဲ့တော့ကျွန်တော်မေးချင်တာကပေါ့နော်ဒီလိုမျိုးကျွန်တော်ဆိုလို့ရှိရင်လည်းဒါစစ်တပ်ထဲကနေအဲဒီလိုမျိုး CDN လောက်လာတယ်ပေါ့နော်လောက်လာပြီးတဲ့နောက်ပိုင်းမှာအဲကျွန်တော်လက်နဲ့ကင်ပြီးတော့မှစစ်တပ်ကိုပြန်တိုက်တာကဟိုပြောရမယ်ဆိုလို့ရှိရင်အချိန်ရေတွက်နေတယ်ပေါ့နော်တနည်းဆိုတစ်ချိန်လောက်ပဲကျွန်တော်ပြန်ပြီးတော့မှအလုပ်လုပ်ဖြစ်တယ်ဂျန်တဲ့ဟာကျွန်တော်ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာတို့ဂျန်နဲ့ကိစ္စတွေကျွန်တော်လုပ်ဖြစ်တယ်ပေါ့အဲ့တော့ဒီကိုရောက်ရောက်ချင်းမှာတချို့ဆိုရင်ဝင်လာလိုက်ပြီဝင်လာပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်တော်ကိုထိုင်းနိုင်ငံနဲ့ပို့ပေးပါထိုင်းနိုင်ငံနဲ့ပို့ပေးပြီးတော့ကိုယ့်ဘက်ကိုအေးအေးဆေးဆေးနေပြီးတော့မှကိုလိုယုံသွားတဲ့အဖွဲတွေရှိကြတယ်ပေါ့နော်အဲ့မှာမှဒါဟိုဘာစားတယ်ပေါ့မှာအခုလိုမျိုးဒီတနက်ကိုင်းပြီးတော့မှစစ်တပ်ကိုဘာကြောင့်ပြန်ပြီးတော့တိုက်ချင်တဲ့စိတ်ဝင်ခဲ့တယ်ဆိုတဲ့ဟာကို တစ်ချက်ပြောပြပေးပါเนาะသူတို့ဘယ်လိုတွေရုံးမာတာကိုခံခဲ့ရလဲဆိုတဲ့ဟာကိုနည်းနည်းပြည်သူသိအောင်အဲသူတို့ရုံးမာတာကတော့ကျွန်တော်တို့ပတ်စတဲ့အတိဆုံးပဲလေအခုလဲဒီကျွန်တော်တို့ကကိုနံကိုသဘောနဲ့သူများနိုင်ငံကိုသွားအလလို့ရတယ်မှန်တယ်ဒါပေမဲ့ဒီလိုသူတို့ရောက်มาတယ်ပြည်သူဆက်ပြီးတက်ဖြတ်နေတယ်ကျွန်တော်တို့ကဒီတိုင်းရောက်ကြည့်နေလို့မရဘူးကျွန်တော်တို့ဆက်အလလို့သူတို့အပေါကန်ကြီးဆက်တယ်သူတို့ရောက်มาနေတယ်ကျွန်တော်တို့ကတိုက်ထုတ်ပါပဲအဲဒါကြောင့်ကျွန်တော်တို့တန်တမာဒီနေရာမှာအလလို့သွားလို့လဲကျွန်တော်တို့တော့ကျွန်တော်တို့ဘဝတည်းဘာမှအကျုပ်ပြမရှိဘူး ကျွန်တော်တို့ပီတူတဲ့ကျွန်တော်တို့အသက်တေးသေးပါမစေကျွန်တော်တို့သူ့ပြန်တိုက်မှာပါဟုတ်သူတို့ရုံမာတယ်ကြီးတော့ပြောင်းလဲပေးရမှာအဲ့လိုပေါ့ဟုတ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုလေးမေးမယ်ပေါ့နော်ဟုတ်ကဲ့ပေါ့စစ်သားပဲဟုတ်စစ်တပ်ထဲဝင်ပြီးဝင်စစ်သားဖြစ်သွားပြီဒါပေမဲ့စစ်သားဖြစ်သွားတဲ့အချိန်မှာဆိုတော့ပရမပိုင်းပြောခဲ့တဲ့အချိန်မှာပါတယ်ပေါ့နော်ပါစနဲ့တန်တီနဲ့ကိုဘလို့ခွဲပြီးတော့မှစစ်တပ်ကစစ်ဘိုတွေကဘလို့မျိုးခွဲကြပြီးအုပ်ချုပ်လဲဘလို့မျိုးအနိုင်ကျင့်ခံရလဲ သူတို့ဘလို့ခွဲကြတော့ကျွန်တော်စိတ်ထင်တော့သူကတန်နေသလိုပါဒါတော့သူတို့စစ်တခုလုံးဘလို့ဘလို့ပြောမလဲအကူရတဲ့လူဖြစ်တာပေါ့ကျွန်တော်ပတ်စားကြတော့သူတို့ကျွန်တော်တို့မှလုံနိုင်တဲ့လောက်အင်အားကိုသူတို့အသုံးချတာပြောမစို့သူတို့တဲ့ကြည်ရဟိုဘက်ပြည့်ရကြည်ရကျွန်တော်တို့အကာသူတို့တဲ့အကာဖြစ်မှာပေါ့အေးအဲ့လိုမျိုးသူတို့အဲ့လိုမျိုးသဘောချတာအခုသူတို့တန်နေတရားကိုတည်သွားပြီဆိုသူတို့တဲ့ဆုံးရှုံးမှုရှိရလေပြီးကျွန်တော်တို့ပတ်စားတဲ့ဘာတန်မှုမရှိတည်တယ်ရေသူအလောင်းဖြောက်လာတယ် အခုချိန်နေကျွန်တော်အဲ့မှာနေတာကျွန်တော်လက်သာတပြားမှမရဘူးအဲ့လက်နက်ကန်သိရင်ပြီသူတို့ကလက်သာကိုလိမ်ပြီးလက်သာပေးမယ်လို့ပြောကျွန်တော်သုံးလလေးလက်သာမရခဲ့ဘူးအဲအဲဆိုရင်ဒီစပြီးတော့မှအဲကျွန်တော်တို့ခလာ280ပေါ့နော်280ကိုတာဝန်ကြတာကတာဝန်ကြပြီးတော့မှအခုဒီဘက်ကိုတော်လိုင်းဘက်ကိုထွက်လာသည့်အချိန်ထိကစစ်တပ်ထဲမှာဘနလာလောက်တာဝန်ထပ်ဆောင်ရဲ့စစ်တပ်ထဲမှာကျွန်တော်တို့ဒီစစ်တမ်းမဲ့အတန်းရောက်လာဆိုတော့ဒီစစ်တပ်ထဲမှာအဲစစ်တမ်းမှာပဲတက်လာတာပဲ တလားလောက်ပဲတလားလောက်ပဲဟုတ်ကဲ့အဲ့တလားမှာစစ်တပ်ထဲမှာတလားနေခဲ့တယ်ပေါ့နော်ဟုတ်ကဲ့လသာဘယ်နှလသာစားခဲ့တလားသာအဲတင်မို့တင်နှမ်းမှာပဲစားရတယ်ကျွန်တော်မင်းကြီးနဲ့အဲ့တင်နှမ်းမှာတော့လသာကိုလက်ထဲပါကြောင့်မရောက်လဲပြီးရင်တရင်ကိုရောက်တဲ့အချိန်မှာအခုရှေ့တန်းကိုတန်းရောက်တော့လဲလသာကဘာကြောင့်မစားရလဲဆိုတဲ့ဟာသိလားဒီတော့တင်နှမ်းမှာတော့ကျွန်တော်တို့ရတယ်ကျွန်တော်တို့ဒီမိုးမတက်မဲ့အချိန်ကျတော့ဂျားမှာရိတ်ရကြွားအင်းဂျားမှာရိတ်ရကြွားမိုးမတက်မိုးမမတက်ခင်ကျွန်တော်တို့ဂျားမှာသူ ခီးလမ်းကြောင်းမကောင်းတလနားရတယ်ပြီးပြီးလို့ရှိသူတို့ဟိုပေါ့တင်တန်းမှာတတလဆိုနှစ်လပေါ့တီရှိတန်းမှာတလအဲ3လသာပေါင်းပြီးမရခဲ့ပါဘူးအင်းဩ3လသာမရခဲ့ဘူးအဲတလဘယ်လောက်ရမယ်လို့ပြောလဲတလသူတို့ကတော့ကျွန်တော်တို့မပြောကျွန်တော်တို့အိမ်ဖုန်းနံပါတ်တောင်းလာပေါ့ဖုန်းတာပတ်စံလွှဲပေးမယ်ဆိုပြီးကျွန်တော်တို့ဖုန်းနံပါတ်ကောက်ပါဗျတလဘယ်လောက်ရမှာကျွန်တော်တို့မသိခဲ့ရအောင်အဲအိမ်ရောလွှဲပေးလားအိမ်ဖုန်းလွှဲကြည့်ရမလွှဲခဲ့ဘူးလွှဲမပေးဘူးအဲ့ဒီကျွန်တော်တို့ အဲခုနတင်တန်းကြောင်းရောက်တယ်ပေါ်တာဆွဲခံတင်တန်းကြောင်းရောက်တယ်အဲ့ဒီကနေကျွန်တော်မွန်မန်ရောက်တယ်မွန်မန်ကနေမှအခုခြေတန်းရောက်တဲ့အချိန်မှာတရင်မှုရဲ့ဘေးနားမှာတာဝန်ထမ်းဆောင်ရတယ်လို့တည်တယ်ပေါ့နော်အဲ့တော့အဲတရင်မှုကဘယ်လိုလူလဲဆိုတာရောတီးခွင့်ရလားနာမည်ရောတီးခွင့်ရလားပေါ့နော်နာမည်နာမည်ကတော့ကျွန်တော်တို့မမတီးဘူးပေါ့ပြောလို့ဆိုသူစိတ်နေထားကတော့သူဘေးနားကညက်ပဲပဲသွားတယ်ညက်ပဲနင်းနေပေးတာပေါ့အဲ့လိုမျိုးသူပြောကျွန်တော်တို့ကတော့ မေးတာပေါ့တက်ရင်ကိုညဘက်ကိုနင်းခိုင်းနေခိုင်းနေတယ်ဟုတ်နင်းနေခိုင်းနေခိုင်းလာอืมသူစိတ်ကယောက်ျားစိတ်မရှိဘူးတယ်ကျွန်တော်ကျောစိတ်တွေကအချောက်လာမသိဘူးအဲသူအချောက်စိတ်ပေါက်တယ်ကျွန်တော်ကစိတ်ကုန်အဲသူခေါ်ရကျွန်တော်ကြောက်လို့မဟုတ်လေအချောက်လာလို့ပြောဘာလုပ်ခဲ့သေးဘာလုပ်ခဲ့သေးတော့ဘာမလို့ဟိုကဒီကလုံးမြန်အဲ့အဲ့လိုမျိုးအဲ့ညကြီးကိုကိုင်းတာသူကိုင်းတာအဲဟာ အဲ့နေတော့စားဝါရီနောက်နောက်ရကျွန်တော်ခေါ်ရကျွန်တော်လန့်လွယ်လာအဲနောက်ရကျွန်တော်အဲ့မှာအဲ့မှာအဲ့ထဲမှာစောမတယောက်ရှိတယ်ကျွန်တော်ကအဲ့ကျွန်တော်လူမျိုးမတိုက်ဘူးဆိုရအကြောင်းပြောတော့နောက်ရကျွန်တော်လက်နက်ကိုကောက်သိရအောင်အဲ့မင်းဩဟုတ်ဟုတ်အဲ့ဆိုရင်တော့ဒါကျွန်တော်တို့ဒါပတ်စတယောက်ရဲ့ဟိုခံယူချက်ပေါ့နော်ခံယူချက်ရဲ့စိတ်ဓာတ်ရဲ့ဟိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူကပေါ်တာဆွဲခံရတိုင်းပါစားတွေကိုပါသွားတာမဟုတ်ဘူးပေါ့နော်စစ်တပ်တွေကိုစစ်တပ်ရဲ့လူဖြစ်သွားတာမဟုတ်ဘဲနဲ့ အဲတကယ်တကယ်တို့ရဲ့ရင်သွေးဆန္ဒတွေကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်မှာအချိန်မီးရက်တည်တယ်ဆိုတဲ့ဟာကလည်းဒါဒီဒီညီလေးပြောပြတဲ့အကြောင်းအရာတွေကိုကြည်ကျင်းအားဖြင့်တော့ဒါကျွန်တော်တို့သဘောပေါက်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲသူတို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘယ်လောက်ထိသူတို့ဘက်မှာယုံကြည်မှုရှိလဲဆိုတော့ထားလိုက်အောင်အားဆိုကျွန်တော်နောက်ခုတက်မယုံမယ်ဟုတ်ဘာလို့ဒီအကြီးကင်ပြီးတော့မှအဲ့ဒီကောင်တွေကိုပြန်ပစ်ဖို့အထိစ조사တယ် ။ဒါပြတော့ကိုကိုလောက်ခဲ့တာတော့ကိုသိတာသူတို့ရောက်มาကြတော့လူတန်းတော့မသိပြီမဲ့ကျွန်တော်တို့ကိုယ်နိုင်ကိုကြကြုံပြီးမှပဲသိရ။ကျွန်တော်အရင်စစ်တက်တော့ကျွန်တော်တို့နာမည်ကြားရတယ်ကြောက်လာပဲရှိရ။ဒီတော့ရောက်มาလိမ့်မယ်လို့မထင်ဘူး။တကယ်ကိုယ်နိုင်ရောက်มาတဲ့ချက်ကတော့ကျွန်တော်တို့အခုကျွန်တော်တော့တင်မလို့ဖြစ်နေတာ။လူကစိတ်ကကိုကအာတင်ထားပြီးတော့ကျွန်တော်မြတ်မြတ်ရအောင်ထွက်ပြေးတယ်ခန္ဓာကိုယ်ကဘာမှလုံးလို့မရဒါဆေးမကူအဲဆေးဖို့မူးတို့ပို့ဆိုးတယ်ဆေးမကူသူကပေါက်တူးရကံခိုင်းတယ်ပေါက်တူးကံပြီးကိုကြွေးကိုတူးတယ် အဲတခါစီးတော့တိုင်းဘာဖြစ်လဲအာစီဘာဖြစ်လဲအာစီပဲနေနေလာပြီအဲစီးတော့လည်းဘူးမှလည်းမပြောအကုန်သေးအဲပတ်စားရတယ်တယောက်မှရှိမှာမဟုတ်အခုနောက်သူတို့ထပ်ဆွဲလို့ဒီပတ်စားရဒီဒမ်းဖြစ်လာမှာပဲသူတို့သူတို့ယုံမှာချက်ကအဲ့လိုမျိုးအဲ့တော့နောက်ထပ်ထပ်ပြီးတော့မှပတ်စားရကိုရောက်မဲ့လူတွေရောဗာပြောကြင်ကျွန်တော်ပြောတာကျွန်တော်တို့လူမျိုးမဖြစ်ပါစေနဲ့ဟုတ်ကဲ့မင်းတို့မင်းတို့ငါ့ကိုကြည့်ပေါ့အေးပါမင်းတို့ကြည့်ပါဟုတ်တယ်ပေါ့ကျွန်တော်ကမလင်ဘူးမင်းတို့မယုံဘူးစီရောကိုယ့်ဘက်ကိုမထွက်ပြေးရင်နေတကယ်တော့ ိုကနာကြုံတွေ့ရတဲ့အရာတွေကတော့စိတ်နာဖို့ကောင်းတယ်ပေါ့ကျွန်တော်ဆိုကျွန်တော်ဘဝနဲ့ကျွန်တော်လည်းတခြားနိုင်ငံအလုပ်လုပ်အစည်းအဝေးလို့ရတယ်။ဒါပေမဲ့ကျွန်တော်စိတ်အလုပ်လို့ဒေါ်ရထဲရစစ်တက်တော့ကျွန်တော်ချီဦးမချင်နဲ့လားအဲ့ဒါကြောင့်အဲ့တော့ဟိုဟာပေါ့ဒါကရင်လူမျိုးတယောက်ဖြစ်တယ်။ကရင်စကားတက်တယ်။ဟုတ်။ကရင်ကကြောကြမ်းကြင်တက်တယ်။ဟုတ်ပဲ။တက်တော့စစ်တက်ကသူတို့ဟဲ့ဒီကျွန်တော်တို့ online တက်ဖွဲ့ရဲ့သူတို့ဟိုအင်တာအင်တာလိုက်တယ်ပေါ့နော်။ဒီဆက်ကနေကြားရတဲ့အကြောင်းအရာတွေကိုဘာသာပြန်ခိုင်းတယ်ပေါ့နော်။ဘာသာပြန်ခိုင်းပြီးတော့မှ ဘယ်လိုတွေမျိုးရောအဲမင်းတို့ကရင်တွေကဘယ်လိုဖြစ်တယ်ဘာညာရောပြောတာရှိလားပြောတယ်ပြောတယ်မင်းတို့ကရင်ကမင်းတို့ကရင်ကတဘုံတွေရကျွန်တော်ဆက်ရတဘုံမတ်တွေကဘယ်တိမှာလဲဟုတ်တဘုံမဲလေပို့ကျွန်တော်နှစ်ယောက်လုံးတဘုံမဲလေအဲတဘုံတဘုံဒီကသူကဓမြလေးလူဒီကိုစိုက်ပြီးတဲ့အဲ့လိုမျိုးလုပ်နေတာအဲ့လိုမျိုးမင်းကရင်မကောက်ကျွန်တော်ကကျောင်းလူမျိုးပြောတော့ကျွန်တော်သူသူကဘေးနားမှာနေကျွန်တော်ကြောက်တာပေါ့ခေါင်းဝဲညင်တာပေါ့ဆက်ရမကြည့်နိုင်ဘူးအဲကျွန်တော်လည်းမပြေဘူးကျွန်တော်ကျောင်းကကျွန်တော်အသိခံနိုင်မယ်ဟုတ်အဲ့တော့သူတို့ကပြောတယ် အဲကျွန်တော်တော်လိုင်းရေးသဘုံတွေကလူတက်တယ်မရင်းချင်းတယ်ပြီးရင်ပတ်စံတွေတောင်းတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးပြောတယ်ဒါပေမဲ့တကယ်တကယ်ဒီတော်လိုင်းဘက်ကိုအခုရောက်လာတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေအဲ့လိုလှုပ်လာမလှုပ်ဘူးပေါ့ဒါပေမဲ့အမှန်တော့သူတို့ပြောတဲ့စကားတော့ကိုယ်ဘာလဲလက်ပြီးပြောတာအမှန်အဲ့အဲ့ဟာတွေဆက်ကျင်မဲ့ဖြစ်တယ်သူတို့လှုပ်လာဖြစ်နေအဲကိုယ်လှုပ်လာဒီကလူလှုပ်လာမဟုတ်သူတို့လှုပ်နေတာဖြစ်တယ် သူတို့လုပ်တဲ့အကြောင်းသူကကိုကသူကကိုကိုဓာတ်ရိုက်ပြောတာကိုကမစင်စားတတ်ဘူးလေမြို့ထွက်ပြေးလဲလေလီမဲ့သူအဲ့လိုမျိုးကြောင့်မှတကယ်တကယ်ကိုကိုနိုင်ကြတော့သူတို့သူတို့လက်ချက်ဖြည့်သွားအဲ့လိုမျိုးသူတို့လုံနေတာပေါ့ဟုတ်အဲ့တော့တော်လိုင်းတက်ဖွဲ့ရဲ့နှွေးထွေးမှုကဘယ်လိုရှိလဲပေါ့နော်အဲ့ဒါလေးတခြားပြောပြရအောင်ကျွန်တော်အဆုံးသတ်လိုက်မယ်ပေါ့နော်အေးပေါ့နူရင်မှုကတော့အခုတော့ကျွန်တော်တို့ကကျွန်တော်ဘူကြီးတယောက်ရှိရပေါ့မှာကျွန်တော်ဘူကြီးကကျွန်တော်တို့ကျွတ်ဆိုကျွန်တော်တို့မိဘထဲပို့ပြီးတော့ဂရုစားတာပေါ့ကျွန်တော်တို့မိဘလိုပဲကျွန်တော်တို့ကဘာမှလူတွေသိမရှိစားဖို့တောင်းတောင်းကျွန်တော်တို့အိမ်မှာအဲ့လိုဒီမသုံးရဘူး ဒါပေမဲ့ကျွန်တော်တို့မိကျွန်တော်တို့မိသားစုတစုတို့ကျွန်တော်တို့အဲ့လိုမျိုးပြုစုကတာကျွန်တော်အရန်ရန်ကြီးစုတင်တယ်ဒါပေမဲ့သူကိုယ်နဲ့လည်းကျွန်တော်တို့မေးတော့ကျွန်တော်တို့မေးတယ်ဒီတာဘုရားမုံရင်ပါရင်လည်းကိုဘခိုးဘာဘောသူအေးစီအေးစီချမ်းနေမှာအေးစီလုပ်ပေးဖို့သူလည်းအများအားဟိုကလုပ်ပေးကျွန်တော်တို့အဲအဲ့လိုမျိုးလုပ်ပေးမယ်လို့ပြောကျွန်တော်တို့တောင်းဆိုကြတယ်ဒါပေမဲ့ကျွန်တော်စိတ်ကဒီစစ်တပ်ကြီးကိုပြန်ပြီးတော့တွလန့်ရင်စိတ်ပေါက်နေတယ်ဟုတ်သူတို့တအားရုံမှလည်းအရာဒါကြီးကအဲ့ဒါကြောင့်ဒါကြီးက ဒါဒါဘူကြီးပြည့်ရတဲ့နဲ့လေဟိုလေဘူကြီးပြည့်ရတဲ့နဲ့ပဲပြည့်သူပြည့်သူပဲပြည့်အောင်ဟောအဲ့တော့ဒါတကယ်ဟိုကဒါတင်းတင်းမှုကသူ့ကိုဒါဟိုတပည့်တယောက်ဖြစ်ပေါ့နော်တင်းမှုရဲ့အနီးကပ်ဖြစ်ဟိုဘက်စမန်ဖြစ်ထားတယ်ထားတဲ့ချိန်မှာလေတင်းမှုနာမည်ကိုတိခွင့်မရဘူးပေါ့နော်မရဘူးမရဘဲနဲ့ဒါသူတို့သတင်းမှောင်ချတာတယ်ပြီးလို့ရှိရင် तू ကဒါကရင်တယောက်ဖြစ်တဲ့အချိန်မှာသူ့ကိုကရင်မန်းတိပြီးတော့မှာ တချို့ကိစ္စတွေမှာစစ်တပ်ကဒါတွေကမတရားဘူးလို့ तू ကထုတ်ပြောတဲ့ချိန်လဲကြတဲ့ကြောင်သူ့ကိုဒါကျွန်တော်တနတ်သိမ့်လိုက်တယ်ဗောနော်တနတ်သိမ့်ပြီးတော့မှာရှင်နဲ့စစ်မြေပြင်မှာတော့တနတ်မပေးဘဲနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခိုင်းတဲ့အချိန်မျိုးအထိဒါစစ်ကောင်စီကသူ့ကိုရုံးမာခဲ့တယ်ဗောနော်ဒါကြောင့်မလို့ तू ကတော်လိုင်းရေးဘက်ကိုရောက်လာတဲ့အချိန်မှာဒါတနတ်ကင်ပြီးတော့မှာပြန်တော်လှန်ဖို့စ조사နေတဲ့လူတယောက်ဗောနော်အဲ့တော့နောက်ဆုံးပြေးကြမှာကျွန်တော်နာမည်မေးရမှာနာမည်ပြောလေး ကျွန်တော်နာမည်ကတော့ဖြိုးသက်ပါဟုတ်ဒါကျွန်တော်ရှူကင်းရင်ပေါ့နော်ရှူကင်းကရင်ကိုအမျိုးမျိုးရှိသေးတယ်ကရင်မျိုးမျိုးရှိသေးတယ်အော်ဘိုးကြီးမြတ်ပြောတဲ့ဇကားနဲ့ပြောရရင်နော်ကျွန်တော်တို့ရန်သူနဲ့တွေ့ဆုံညှိနှိုင်းတဲ့သူကတင်းကိုခံထားရတဲ့နွားလိုပဲတဲ့ညာမျိုးလည်းမပွားတော့ဘူးခွေလည်းမခွေတော့ဘူးခွေလည်းမခွေတော့ဘူးကောနော်ဝါလုံးနဲ့ရေးတာပေါ့ ဝေ့လည်းမဟွေးတော့ဘူးဒါပေမဲ့ပူပူတော့ဝါလာတယ်ဆိုသလိုပဲကျွန်တော်တို့တကယ်ရန်သူနဲ့တိဆုံညှိနှိုင်းရင်မရှိဘဲနဲ့တကယ်တော်လန်နေလက်ကရင်တွေကအများကြီးရှိပါတယ်ဆိုတာကိုပြောကြရင်လည်းဒါကျွန်တော်တို့ညီကုန်းနှစ်ယောက်ရဲ့ဇာကဝိုင်းလေးကိုအဆုံးသတ်ပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါဟာ